မင်္ဂလာညချမ်းပါရှင်အလဲမရုတ်တရဲ့မတ်လ23ရက်နေ့ညပိုင်းသတင်းတိုင်းထုတ်လွှင့်မှုကိုပြန်လည်စတင်ပေးပါရမယ်ဒီကနေ့ညမှာတင်ဆက်ပေးမယ့်သတင်းတွေကရှမ်းပြည်နယ်မှာသခိုင်းတိုင်းသို့တယ်ဆောင် ရောင်းဝယ်ပြီးကျပ်1ဘီလီယံကျော်တန်မရှိစိတ်ကြွယူသူဈေးပြား15သိန်းကျော်အားပြည်ကြီးတကုံမြို့နယ်တွင်ဖန်ဆီးရမည်ဆိုတဲ့သတင်း တထုံမြို့နန်ခဲရက်ကွက်နှကျွတ်တလန်းရှိရေမြောင်းအတွင်မော်တော်ဆိုင်ကယ်အရှိန်လုံးပြုတ်ကျပြီးအမျိုးသားတဦးသေဆုံးမှုဖြစ်ပွားခဲ့ဆိုတဲ့သတင်းအမေရိကန်ပညာရေးဝန်ကြီးဌာနကိုဖျက်သိမ်းရအမေကိုသမရတ်ဒေါ်နယ်ထရန့်ကလက်မှတ်ရေးထိုးခဲ့ပြီးပညာရေးလှုပ်ပိုင်ခွင့်အာဏာကိုပြည်내အစိုးရများထံပြန်လည်အနှင်းမြည်ဆိုတဲ့သတင်းအီကွေဒေါ်တွင်တရားစစ်ကြိုးကြပြီးလူလေးဦးသေဆုံးဆိုတဲ့သတင်း ဆာလာကိုခေါ်ယူရန်ဘာစီလိုနာအသင်းဆန္ဒရှိနေဆိုတဲ့သတင်းစားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါ။ဥဆုံးနေနေရှမ်းပြည်နယ်မှာသကိုင်းတိုင်းသို့တန်ဆောင်ရောင်းဝယ်မည်ကျက်နှစ်ပြည်လျာကျော်တန်မိုးရှိစိတ်ကြွယူသွေးဆေးပြား15သိန်းကျော်အားပြည်ကြီးတကုံမြို့နယ်တွင်ဖန်ဆီးရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်ကနေသကိုင်းတိုင်းဒေသကြီးကိုတန်ဆောင်ရောင်းဝယ်တဲ့ကျက်နှစ်ပြည်လျာကျော်တန်မိုးရှိတဲ့ စိတ်ကြွယူသူဆေးပြား15သိန်းကျော်ကိုမန္တလေးတိုင်းဒေသကြီးပြည်ကြီးတကုံမြို့နယ်မှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျာ။ ပိုးပေါင်းအဖွဲ့ဟာမလ14ရက်ညနေ4နာရီခွဲမှာမန္တလေးတိုင်းဒေသကြီးဖြည်ကြီးတကုံမြို့နယ်134လမ်းနဲ့88လမ်းတောင်မှာအောင်းနိုင်ထွေးခေါ်ဖိုးသားမောင်းနေပြီးရဲလင်းဖြိုးလိုက်ပါလာတဲ့နင်ဆန်းစံတပိန်မော်တော်ယာဉ်နဲ့နန်းလင်းမောင်းနေပြီးရင်ဝင်းထက်လိုက်ပါလာတဲ့နင်ဆန်းစံတပိန်မော်တော်ယာဉ်တို့ကိုတရင်အရရှာဖွေရာအစောပိုင်းရင်းနှီးပေါ်မှာကုန်ပစ္စည်းတွေနဲ့ဖုံးအုပ်သိမ်းဆောင်လာတဲ့စိတ်ကြွရည်သွေးစင်ပြား 10တက်သမသသိန်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါဗျ။ဒါပြင်မလ14ရက်ည7:00နာရီခွဲအချိန်စိတ်ကြွရွသွတ်စင်ပြားရိတင်ဆောင်ရမှာပူပေါင်းပောင်းဝင်သူတွေဖြစ်တဲ့စိုးတီဟာနဲ့အောင်ဖြိုးကိုရောကိုအမရပူရမြို့နယ်ဆွဲတော်ကောင်းဝင်းမှာဖမ်းဆီးရမိခဲ့ပြီးမလ15ရက်မနက်တနာရီအချိန် ပြည်ကြီးတကောမြို့နယ်စမှုကွက်တဲ့140ဗီလန်55လန်းနဲ့56လန်းကြားမှာရှိတဲ့နေအိမ်မှာ၎င်းတို့နှစ်ဦးဝှက်သိမ်းထားတဲ့စိတ်ကြွရည်သွေးဆေးပြား9သိန်းထပ်မံသိမ်းဆီးရမိခဲ့တဲ့အတွက်စုစုပေါင်းဒေသကာလတန်မိုးငွေကျပ်1.2ဘီလီယံကျော်တန်မိုးရှိတဲ့စိတ်ကြွရည်သွေးဆေးပြား15.3သိန်းသိမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။စစ်ဆေးဖော်ထုတ်ချက်အရမလ14ရက်မနက်6:00ခွဲအချိန်စိတ်ကြွရည်သွေးဆေးပြားတွေကို မန္တလေးတိုင်းဒေသကြီးမရပူရမြို့နယ်ကနေစကိုင်းတိုင်းဒေသကြီးကလေးမြို့ကိုတည်ဆောင်မှုစေခိုင်းသူဇော်မင်းထွန်းခေါ်ကိုဇော်ခေါ်ပုံတူကိုစကိုင်းတိုင်းဒေသကြီးကလေးမြို့ပင်လုံရက်ကွက်မှာရှိတဲ့၎င်းရဲ့နေအိမ်မှာဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။စစ်ဆေးဖော်ထုတ်ချက်တွေအရသိမ်းဆီးရမိစိတ်ကြွယူသွတ်စင်ပြားတွေကိုရှမ်းပြည်နယ်ကနေစကိုင်းတိုင်းဒေသကြီးကိုတည်ဆောင်ရောင်းဝယ်ရာဖြစ်ကြောင်းသိရတဲ့အတွက်၎င်းတို့ကိုမူရစ်စေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေအရအေးအေးယူထားရှိပြီးခွင့်ဆက်ပြမှုကျွန်း ို့သူတွေကိုဆက်လက်ဖော်ထုတ်လျက်ရှိရလို့သိရပါတယ်။ဆက်လက်ပြီးတချုံမြို့နန်ခဲရက်ကွက်နှကျိုးတစ်လန်းရှိရေမြောင်းအတွင်မော်တော်ဆိုင်ကအရှင်လုံးပြုတ်ကျပြီးအမျိုးသားတအူးသေဆုံးမှုဖြစ်ပွားခဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။တချုံမျိုးနန်ခဲရက်ကွက်နှကျိုးတက်လမ်းမှာရှိတဲ့ရေမြောင်းအတွင်မော်တော်ဆိုင်ကအရှိန်လုံးပြုတ်ကျပြီးအမျိုးသားတအူးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့တချုံမျိုးအခြေဆိုင်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံကသိရပါဗျ။ မလ22ရက်မနက်9:00နာရီခန့်ကတပ်ထုံမြို့နန်းခဲရက်ကွက်နှစ်ကျွန်းတင်လမ်းမှာရှိတဲ့ရေမြောင်းအတွင်အမျိုးသားတအူးပြုတ်ကျတေဆုံးနေကြောင်းသတင်းအရသက်ဆိုင်ရာကိုအတိပေးအကြောင်းကြားပြီးတွားရောက်တေဆောင်ခဲ့တာဖြစ်ကြောင်းအကျဉ်းနာတွဲလက်လူမှုကွန်ရက်ကိစ္စရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်၎င်းကဆက်လက်ပြီးတေဆုံးသူကတပ်ထုံမြို့အောင်မြေရွှေဘုံသုံးလမ်းမှာနေထိုင်တဲ့အသက်50အရွယ်အမျိုးသားတအူးလို့သိရပါရယ်ဆိုင်ကယ်စီးလာရင်အချိန်လုံးမီရေမြောင်းနဲ့ပြုတ်ကျပြီးတော့ တေဆုံးသူရဲ့အိုးကောင်းလှည့်ပင်းနဲ့ဈေးခုံတွေမှာထရရီရရှိထားတာမျိုးတွေ့တယ်လို့ပြောပါရယ်။တေဆုံးခဲ့သူဟာမလ27ရက်ညပိုင်းကလေးကမော်တော်ဆိုင်ကယ်ကိုအရှိန်မထိန်နိုင်ပေအစိုးရရေမြောင်းနေကိုပြုတ်ကျတေဆုံးခဲ့တယ်လို့ယူဆရကြောင်းလဲ၎င်းကဆက်လက်ပြောပါရယ်။အဲ့ဒီရေမြောင်းအတွင်းပြုတ်ကျတေဆုံးခဲ့တဲ့အမျိုးသားရဲ့ရုံလောင်ကိုအကျဉ်းသာတွဲလက်လူမှုကွန်ရက်ကိစ္စရေးအဖွဲ့ကတထုံခရိုင်ပြည်သူစေယုံကြီးမှရှိတဲ့ရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါရယ်။အမေရိကန်ပညာရေးဝန်ကြီးဌာနကိုဖြတ်သိမ်းရအမိန့်ကို မရဒေါ်နယ်ထရန့်ကလက်မှတ်ရေးထိုးခဲ့ပြီးပညာရေးလုံပိုင်ခွင့်အာဏာကိုပြည်내အစိုးရများထံပြန်လည်အနှင်းမီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပညာရေးဝန်ကြီးဌာနကိုဖျက်သိမ်းဖို့ရည်ရွယ်တဲ့အမိန့်ကိုမတ်လ20ရက်မှာလက်မှတ်ရေးထိုးခဲ့ပါတယ်။ဆယ်စုနှစ်ချီကြာမြင့်နေပြီဖြစ်တဲ့ အမေရိကန်လူအခွင့်အရေးရည်မှန်းချက်ဖြစ်တဲ့ပညာရေးဝန်ကြီးဌာနကဖက်ဒရယ်အစိုးရထိန်းချုပ်မှုအောက်ကနေဖယ်ရှားလိုက်တာဖြစ်ပြီးပညာရေးကိုအမေရိကန်ပြည်နယ်အစိုးရတွေကကင်တွယ်ဖို့သမ္မတဒေါ်နယ်ထရမ့်ကပညာရေးဝန်ကြီးဌာနကိုဖျက်သိမ်းဖို့အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။အေဗီရိုရဲ့အရှိတ်ခန်းမာရဲမှာခြားထားတဲ့ဇပွဲကုန်တွေမှာထိုင်နေတဲ့ចောင်းသားចောင်းသူတွေဝင်ရမီထရမ့်ကအထူးခန်းနာမှာအမိန့်ကိုလက်မှတ်ရေးထိုးခဲ့ပြီးတဲ့နောက်အဲ့ဒီအမိန့်ကိုကင်မြောက်ပြပြီးပြုံးနေခဲ့ပါတယ်။အမိန့်ကဖက်ဒရယ်ပညာရေးဝန်ကြီးဌာနကိုတခါတည်းဖျက်သိမ်းတာကိုစတင်မယ်လို့ထရမ့်ကပြောပါ တယ်။ကျွန်တော်တို့ကပညာရေးဝန်ကြီးဌာနကိုပိတ်တော်မှာပါတက်နိုင်သမျှမြင်မြန်ပိတ်တော်မှာဖြစ်ပါတယ်။ပညာရေးဝန်ကြီးဌာနကကျွန်တော်တို့အတွက်မကောင်းပါဘူး။ကျွန်တော်တို့ကပညာရေးကိုပြည်နယ်တွေထံပြန်ပေးသွားမှာဖြစ်ပါတယ်။ပညာရေးကိုပြည်နယ်တွေကပိုင်ဆိုင်ပါတယ်လို့ Trump ကပြောပါတယ်။ Wall Street Journal ကမလ9ရက်မှာ ပြန့်နှံ့လာတဲ့သမရအမိန့်မူကြမ်းကိုကိုးကားဖော်ပြခဲ့ရမှာ ဥပဒေကခွင့်ပြုထားတဲ့စီလျော်မှုရှိတဲ့အမြင့်ဆုံးအတိုင်းအတာကိုအခြေခံပြီးပြည်ညာရေးဝန်ကြီးဌာနကိုပိတ်ဖို့လိုအပ်တဲ့အဆင့်အလုံးချမှတ်ရေးအတွက်ပြည်ညာရေးဝန်ကြီးလင်တာမတ်မာဟွန်ကိုညွှန်ကြားထားတယ်လို့အဲ့ရုံကသမရအမိန့်မူကြမ်းမှာဖော်ပြထားပါတယ်။အမိန့်ကြောင့်ပြည်ညာရေးဝန်ကြီးလင်တာမတ်မာဟွန်က ပညာရေးဝန်ကြီးဌာနကိုပိတ်ဖို့နဲ့ပညာရေးလုံခြုံရေးခွင့်အာဏာကိုပြည်내အစိုးရတွေထံပြန်ပေးဖို့အထောက်အကူဖြစ်စေမဲ့လိုအပ်တဲ့အဆင့်တွေအားလုံးကိုဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ဒီမိုကရက်တီနဲ့ကျောင်းဆရာတွေကပညာရေးဝန်ကြီးဌာနကိုဖျက်သိမ်းတာကိုဝေဖန်ရှုတ်ချခဲ့ပါတယ်။စီးနိတ်ထဲကထိတ်တန်းဒီမိုကရက်တူဖြစ်တဲ့ချန်ရှိုးမာကအခုလောက်ရဲ့ဟာအာနာရှင်စံနဲ့အာနာစုတ်ကင်မှုဖြစ်တယ်လို့ပြောကြားခဲ့ပြီးထရမ့်လုံဆောင်တဲ့ဖျားအပြင်းဆုံးထိခိုက်မှုအကြီးဆုံးအဆင့်တွေလို့ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီး ။ Iguero တွင်တရားစင်းကြိုးကြပြီးလူလေးဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Iguero နိုင်ငံမှာမီတာ200 656ပေအရှိရှိတဲ့တရားစင်းကြိုးကြမှုကြောင့်လူလေးဦးထပ်မင်းသေဆုံးခဲ့တယ်လို့အစိုးရအရာရှိတွေကမလ22ရက်ကပြောကြားခဲ့ပါတယ်။ကွာရကွေစိတ်ကမ်းရဲ့မြောက်ဖက်ကီလိုမီတာ90အကွာမှာရှိတဲ့အဆိုပါတရားဟာမလ19ရက်ကကျိုးကျခဲ့တာဖြစ်ပြီး ထရက်ကား၄၀ကားတစ်စီးနဲ့ဆိုင်ကယ်၂၀မာဂရိုမြစ်ထဲကိုပြုတ်ကျခဲ့ပါတယ်။ပျောက်ဆုံးနေတဲ့လူလေးဦးရဲ့အလောင်းတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်လို့ဘေးအန်ဒီရဲ့စီမံခန့်ခွဲရေးအတွင်းဝန်များရောက ACE လူမှုမီဒီယာမှာရေးသားဖော်ပြခဲ့ပါတယ်။ကယ်ဆယ်ရေးသမားတွေဟာပျောက်ဆုံးနေစေဖြစ်တဲ့လူတအုပ်ကိုဆက်လက်ရှာဖွေနေတယ်လို့လည်းဆိုပါတယ်။အဲ့ဒါဒါဟာ Quayes ပြည်နယ်နဲ့နိုင်ငံမြောက်ပိုင်းမှာရှိတဲ့တခြားပြည်နယ်တွေကိုဆက်သွယ်ထားတဲ့ဒါရဖြစ်ပါတယ်။ Ecuador မှာမိုးရသည့်ကာလအတွင်းရေလွှမ်းမှုတွေမြေပြိုမှုတွေဖြစ်ပွားခဲ့ပြီးဒါရ45စင် ခန့်ထိခိုက်ပျက်စီးခဲ့ပြီးလူ၂၀ထက်မနည်းသေဆုံးခဲ့ကြောင်းဘေးရန်ကြီးရဲ့စီမံခန့်ခွဲရေးရုံးကထုတ်ပြန်ခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဆာလာဂိုခေါ်ယူရဘာစီလိုနာအသင်းဆန္ဒရှိနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘာစီလိုနာအသင်းဟာလာမယ့်နေရာဒီမှာပြောင်းရွှေ့ခြေအလွန်နဲ့ခေါ်ယူတိုင်းမှာဖြစ်တဲ့လီဗာပူးအသင်းကအီဂျစ်တိုက်စုံမှုဆာလာကိုခေါ်ယူဖို့ဆန္ဒရှိနေတယ်လို့သိရပါဗျ။ အသက်33နှစ်အရွယ်ရှိတဲ့ဆာလာဟာလက်ရှိအချိန်ထိလီဗာပူးအသင်းအတွက်အကောင်းဆုံးခြေစွမ်းပြနေစဉ်ဖြစ်ပေမဲ့လည်းတက်တန်းတိုးဖို့ညှိနှိုင်းမှုအဆင်မပြေဖြစ်နေရလို့သိရပါဗျ။ဒါကြောင့်ဆာလာအနေနဲ့လာမယ့်နေရာဒီမှာလီဗာပူးအသင်းကနေထွက်ခွာဖွယ်ရှိနေကြောင်းဗြိတိန်မီဒီယာတွေကဖော်ပြနေကြပါဗျ။ဒီအနေအထားမှာပြောင်းရွှေ့ခြင်းအလွတ်နဲ့ရရှိတဲ့ကစားသမားတွေကိုဦးစားပေးခေါ်ယူနေတဲ့ဘာစီလိုနာအသင်းကဆာလာကိုစိတ်ဝင်စားနေတာဖြစ်တယ်လို့သိရပါဗျ။ဆာလာကိုခေါ်ယူဖို့ဘာစီလိုနာအပြင် PSG အသင်းနဲ့ Sorry Pro League Club တွေကလည်းစိတ်ဝင်စားနေရလို့သိရပါဗျ။ဆာလာအနေနဲ့ကတော့ထိတ်တန့်အဆင့်မှာကစားလို့စေဖြစ်တာကြောင့် Sorry ကိုပြောင်းရွှေ့ပွဲမရှိပဲဥရောပမှာသာဆက်ကစားဖို့ဆန္ဒရှိနေရလို့သိရပါဗျ။လေဘရုတ်တဲ့မန်ချက်စတာ23ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေ။အေဂျင့်နဲ့ညချမ်းလေးဖြစ်ကြပါသေးရှင်။